မင်္ဂလာပါရှင်။ TV တပိတ်စီစဉ်ကနေကြိုဆိုပါရစေ ဒီနေ့ဆွေးနွေးမယ့်ခေါင်းစဉ်ကတော့အနာဂတ်နိုင်ငံရေးကိုလူငယ်တွေဦးဆောင်နိုင်မလားဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်မှာဦးဆောင်ဆွေးနွေးသွားမယ့်သူတွေနဲ့မိတ်ဆက်ပေးပါမယ်။ပထမတူဦးကတော့ခွန်ဘီဒူးဖြစ်ပါတယ်။ဥက္ကဋ္ဌကရင်အမျိုးသားပါတီဖြစ်ပါတယ်။နောက်တူကတော့မတ်ကြည်ပြားလွှတ်တော်ကိုယ်စားလှယ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဖြစ်ပါတယ်။နောက်တူကတော့ဆဆိုင်းထဲအတွေ့အမူကရှင်လူငယ်များအဖွဲ့ကွန်ရက်ဖြစ်ပါတယ်။နောက်ဆုံးတူကတော့ကိုနေရန်ဦးဖြစ်ပါတယ်။ Master of Public Policy Oxford University ဖြစ်ပါတယ်။ကျမတို့အခုအစီအစဉ်ကိုစကြရအောင်ပါ။ ဲ့တော့ဆရာကွန်ပျူတာနဲ့ပဲပထမဆုံးစပါမယ်လက်ရှိအခင်းအကျင်းကနိုင်ငံရေးမှာလူငယ်တွေဥဆောင်နိုင်တဲ့အနေအထားမျိုးရှိလာနိုင်တဲ့အခင်းအကျင်းမျိုးလားအဲ့ဒါလေးအရင်ဖြေပေးပါလက်ရှိအချိန်မှာတော့လူငယ်တွေအနေနဲ့နိုင်ငံရေးကိစ္စတွေမှာကတော်တော်လေးဝင်ပါနေတဲ့အချိန်မှာဥဆောင်နေတဲ့ခံကဏ္ဍကရှိတယ်လို့တော့ကျွန်တော်တို့ပြောသုံးသပ်ရပါတော့သူဆိုရင်လူတော်မှာကြီးကြီးလိုက် ်လူငယ်တွေကပါဝင်တဲ့ရခိုင်နှုန်းက16ရခိုင်နှုန်း19ရခိုင်နှုန်းလောက်တိအလောက်ပဲရှိလို့မလို့မြန်မာနိုင်ငံရဲ့ချင်းတွေတကဘာလုံးချင်းတွေကလည်းအဲ့လောက်ပဲရှိလို့ပေါ့နော်ဆိုတော့နိုင်ငံကြီးကိစ္စတွေမှာပါဝင်ပတ်သက်မှုအရင်နေနေသေးတယ်ဆိုတော့ဒါ indicator အရာပေါ့နော်လူငယ်တွေရခိုင်နှုန်းခုဆိုရင်16ရခိုင်နှုန်းကနေကျွန်တော်နောက်နှစ်ပေါင်းများစွာမှာဆိုရင်နောက်နှစ်တွေမှာဆိုရင်တော့ရခိုင်နှုန်းတွေပိုတက်လာလိမ့်မယ် လူငယ်နိုင်ငံရေးသူတပြည့်မှာဆိုចောင်းသားသမဂ္ဂလူမျိုးတွေနော်နောက်တိုင်းရင်းသားလူငယ်တွေကလှုပ်ရှားတက်ကြွလာတယ်အဲ့ဒါတွေကသမိုင်းမှာဆိုရင်တော့ဒါတော်တော်လေးကိုမြင့်လာတဲ့မာနပဲเนาะအဲ့ဒါအဲ့ဒါကြောင့်ကျွန်တော်ကတော့လူငယ်တွေကနိုင်ငံရေးမှာဥဆောင်နိုင်မယ်လို့ယုံကြည်တယ်ခင်ဗျာအဲ့တော့နမေးကျန်တာကကွန်မတီကိုပါစင်တာတော့ဖြစ်တာပေါ့เนาะအသက်ဘယ်လောက်ရှိပြီလဲကျွန်တော်35နှစ်ခင်ဗျာ35နှစ်ဥက္ကဋ္ဌဖြစ်နေပြီလေလူငယ်တွေနေရာမရဘူးလားဒါရှားပါတဲ့လူငယ်ဥက္ကဋ္ဌလို့ပြောရမှာပေါ့နော်ကျွန်တော်ပါတီရဲ့သဘောတဘောဝနဲ့မတူခြားပါတီတွေမှာကြည့်လိုက်ရင်အသက်60လူလူတွေများတယ် လူတော်ထဲမှာကြီးလိုက်ရင်အသက်90အထက်တွေပဲပေါ့နော်များတယ်နိုင်ငံကိစ္စတွေပို့ပြီးတော့ initiative ဖြစ်နေရကျွန်တော်မြင်ရတော့အဲ့လိုရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကွန်ပျူတာအဲ့တော့မတ်ကြည်ပြ အသက်90မပြည့်သေးဘူးမလားအဲ့တော့ရက်ဆက်တော့လွတ်တော်ထဲမှာဆိုလို့ရှိရင်လည်းခွန်ပီတူပြောသွားတယ်အဲ့90ဝင်းကျင်နေပဲဖြစ်တယ်ဆိုတော့လွတ်တော်ထဲမှာရောလူငယ်တွေရဲ့ပါဝင်မှုကဘလောက်အကျိုးဆရှိတယ်လဲပေါ့ဟုတ်ဆိုတော့လွတ်တော်ထဲမှာကလေပထမလွတ်တော်သက်တမ်းတဲ့ဒုတိယလွတ်တော်သက်တမ်းမှာတော်တော်လေးပို့ပြီးတော့လူငယ်ပေါင်းမှုအားကောင်းလာတာတွေ့ရတယ်ပြည်တော်စုအစ်မအောင်ပေါ့နော်ကျွန်တော်တို့ရန်ကုန်တိုင်းဆိုလို့ရှိရင်ပထမလွတ်တော်သက်တမ်းတော့ကအသက်40အောက်ပေါ့နော်ကျွန်မ40အောက်နဲ့ပဲပြောပြစီအဲ40အောက်က8ယောက်ပဲရှိခဲ့တယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့အခုဒုတိယသက်တမ်းမှာ28ယောက် ထိဖြစ်လာတယ်အဲအသက်အငယ်ဆုံးဆိုလို့ရှိရင်29ကစပြီးတော့ဝင်လာတယ်ပေါ့နော်၄5ဆလောက်တက်လာတယ်ဒါရန်ကုန်တိုင်းလေးကိုပဲကျွန်မပြောပြနေတာတခြားတိုင်းတဲ့ပြည်နယ်တွေမှာလည်းလူငယ်တွေတော်တော်ပါဝင်မှုအားကောင်းလာတယ်66 69 68အဲ့ကာလတွေမှာလူငယ်တွေကိုနိုင်ငံရေးလုပ်ဖို့ဘယ်မိဘမှမတိုက်တော့ဘူး အခုတဖြည်းဖြည်းနဲ့2010နောက်ပိုင်းအစပြီးတော့လူမှုဖွဲ့စည်းအများကြီးပေါ်လာတဲ့ပြီးတော့ဟိုနိုင်ငံရေးပါတီတွေမှာလည်းလူငယ်တွေကိုအများကြီးပေါ်ဆောင်ပေးလာတယ်ဆိုတော့ဒီကာလကလူငယ်တွေတကယ်ကိုရှေ့တန်းရောက်ဖို့အတွက်တာဆူနေတဲ့ကာလလို့ကျွန်မကတော့အဲ့လိုမြင်တယ်ဟုတ်ကဲ့မကြည့်ပြကျေးဇူးတင်ပါတယ်ဆက်ဆိုင်တဲ့ဘက်ကိုသွားပါမယ်အဲ့တော့နိုင်ငံရေးလို့ပြောလို့ရှိရင်ပေါ့နော်ပါတီတခုကိုကိုစားပြုပြီးတော့ရွေးခန္ဓာမျိုးလုပ်မှာဒါနိုင်ငံရေးပေါ့နော်ဆိုတော့အရက်ဖက်အဖွဲ့အစည်းတွေလည်းရှိတယ်ဒါလည်းနိုင်ငံရေးပဲပေါ့ဆိုတော့ဒီအရက်ဖက်လူမှုအဖွဲ့အစည်းတွေမှာကောဘလောက်အထိလူငယ်တွေနေရာရပြီလဲ ကျွန်တော်တို့ဒီလူမှုအတိုင်းဝိုင်းမှာလူမှုအတိုင်းဝိုင်းအဖွဲ့အစည်းတွေမှာဆိုလို့ရှိရင်လူငယ်တွေရဲ့အခန်းကဏ္ဍဟာလှုပ်အားပေးအဆင့်ကနေအခုချိန်ထိတက်မလာသေးဘူး ဒီဘာသာရေးအဖွဲ့အစည်းပွဲတွေရှိတယ်လို့လူမှုအဖွဲ့အစည်းတွေကဥဆောင်ပြီးတော့လှုပ်တဲ့ဒီအာဒီ movement တွေပေါ့နော်လှုပ်ရှားမှုတွေအများကြီးရှိတယ်အဲ့လိုလှုပ်ရှားမှုတိုင်းမှာကျမတို့လူငယ်တွေရဲ့အခန်းကဏ္ဍဟာအခုအချိန်ထိဖန်ခုံစီတဲ့အဆင့်လူကြီးတွေကိုကြိုဆိုတဲ့အဆင့်ကနေတက်မလာသေးဘူးဒါကကျမတို့လက်ရှိမှာဖြစ်နေတဲ့အရာပေါ့ရှင်ဟုတ်ကဲ့အဲ့တော့ကိုနေရံဦးကိုမေးချင်တာပေါ့ကျမတို့ကနိုင်ငံရေးလှုပ်တဲ့ခါကျတော့များအများသောအဖြစ်မြန်မာနိုင်ငံအထူးသဖြင့်ပေါ့နော်မြန်မာနိုင်ငံကိုလိုနီအောက်ကိုလည်းကြောက်ခဲ့တဲ့နိုင်ငံဖြစ်တဲ့အခါကျတော့သူက active စိတ်ရှိတဲ့နိုင်ငံရေးသမားတွေကငါတို့ကအာဏာချင်းစနစ်အောင် မှမနေဘူးမနေချင်ဘူးဒါမှမဟုတ်ရင်လည်းငါတို့ဒီမိုကရေစီနိုင်အောင်ဖျက်အောင်ပြောင်းလုံမယ်ဆိုတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်အခုကိုနေရဦးက political science နဲ့လည်းပြီးထားတယ်နော်လူနိုင်ငံနေပြီးတော့နောက် public policy နဲ့လည်းပြီးထားတယ်ပြီးတော့နိုင်ငံရေးကိုစိတ်ဝင်စားဘာကြောင့်စိတ်ဝင်စားတာကျွန်တော်တို့အမြဲပြောနေတာပေါ့နော်ကျွန်တော်တို့ပြောနေတာပါလဲဆိုတော့ကျွန်တော်တို့နိုင်ငံရေးအသစ်ရှိတယ်နိုင်ငံရေးအဟောင်းရှိတယ်ပေါ့နိုင်ငံရေးအဟောင်းဆိုတာလက်ရှိအနေထားပေါ့စိတ်ပြတ်ဖို့ကောင်းတယ်ညီငွေဖို့ကောင်းတယ်ဒီခါလေးကျရင်ရွှန်ရှာဖို့ကောင်းတဲ့အနေထားပေါ့အဲ့ဒီလက်ရှိအနေထားကြီးကိုကျွန်တော်တို့အားမရလို့မကျေနပ်လို့ စိန်ခေါ်ခြင်းလို့ဒါကြောင့်ကျွန်တော်တို့နိုင်ငံရေးအသစ်ကိုသွားခြင်းလို့ကျွန်တော်တို့က idealistic လို့ခေါ်တာပေါ့နော် idealistic ဆိုတော့ကျွန်တော်တို့ကစိတ်ကူးစိတ်သားနဲ့နှုံးနေစံတွေပေါ့အခြေပြုပြီးလုပ်တဲ့နိုင်ငံမျိုးကျွန်တော်တို့ယုံကြည်တယ်မျှော်လင့်တယ်သွားခြင်းလို့ပေါ့နော်အဲ့ဒါကျွန်တော်တို့ချမယ်စော်မယ် ပြောမယ်ကျွန်တော်တို့ outspoken ဖြစ်လို့ရတယ် idealistic ဖြစ်လို့ရတယ်ဒီနိုင်ငံကိုနောက်ထပ်အနှစ်30မှာဘယ်လိုနေထားမယ်ရောက်လဲဆိုတော့ကျွန်တော်တို့ပြောလို့ရတယ် vision နဲ့သွားမယ် vision နဲ့သွားမယ်ကျွန်တော်တို့ချင်းကတ်မှာတော့ပညာအခြေခံနိုင်ငံကြီးပြအဲ့ဆိုတော့ mass society ဘက်ကိုကျွန်မထက်လှည့်လိုက်ရအောင်ပေါ့နော်ကျမတို့အရင်တုန်းက colony ပညာရေးစနစ်ကျမတို့တိုက်ခဲ့ကြတယ်ပေါ့ colony ပညာရေးစနစ်ကိုအစ်စ်နိုင်နဲ့လို့ယူဆကြတယ်အဲ့ colony ပညာရေးစနစ်မှာပဲဗိုလ်ချုပ်အောင်ဆန်းလို့လူမျိုးပေါ်လာခဲ့တယ်နောက်ပြီးလို့ရှိရင်ဥတ္တန်တို့လိုလူမျိုးတွေပေါ်ပေါက်လာခဲ့လက်ရှိပညာရေးစနစ်ကခုနေအောင်ဦးပြောသလိုသွားလို့ရပါမလား လက်ရှိပညာရေးစနစ်ကိုပြောမယ်ဆိုလို့ရှိရင်ကတော့ဒါအားလုံးမြင်နေရဘလို့မှသွားလို့မရအောင်ဘာဖြစ်လို့လဲဆိုတော့အကျောင်းပညာရေးကိုမှအလွတ်ကျပ်ပြီးတော့အောင်တဲ့စနစ်ဖြစ်နေတယ်။ခေါင်းဆောင်ကောင်းကိုမွေးထုတ်ပေးတဲ့ပညာရေးတခုမဟုတ်ဘူးပေါ့နော်။ကွန်ပျူတာပြောမလို့လား။ဟုတ်ကဲ့။ဟုတ်ကဲ့။ဒီမှာဖြစ်နေတဲ့ပြဿနာတခုကလည်းလူငယ်တွေကြားမှာဖြစ်တဲ့ပြဿနာတခုကလည်းဘာလဲဆိုတော့အချို့သောလူငယ်တွေကနိုင်ငံရေးလောကမှာကအခွင့်အရေးရှာယူတဲ့လူတွေအများကြီးရှိတယ်။ အခွင့်အရေးကိုရယူလို့တဲ့သဘောနဲ့ပေါ့နော်ပါတီထဲဝင်တယ်သမလဲရွေးကောက်ပွဲဝင်တယ်ပေါ့နော်တကယ်တကယ်တော့နေရာရသွားတော့မလုတ်တဲ့လူတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်အမြင်ကတော့နံပါတ်3ကတော့ကျွန်တော်တို့လူအဆုံးအရာကပါလဲဆိုတော့ဟိုဗလာနိုင်ငံရေးစကနပြောရင်တော့ policy ပေါ့နော်တကယ်လိုရတယ်လူငယ်မော်ရအကနေရာတိုင်းမှာဝင်ဆန့်နိုင်ရမယ်အဲ့လိုနဲ့ဟိုလူငယ်မော်ရကိုကောင်းတဲ့ဖို့ပေးဖို့လိုတယ်တခါရေးဆိုရလက်ထက်မှာမော်ရကိုတော့ကောင်းတဲ့မဖို့ဖြစ်ခဲ့ဒါပေမဲ့ analysis ဆိုရမှာလူငယ်မော်ရရေးတယ်အရင်ကောင်းတယ်ဒါပေမဲ့နံပါတ်1အနေချက်ကပါလဲဆိုတော့ လူငယ်မူဝါဒအတွက်ကို contemporary program accountable ဖြစ်လိုက်ဘူးနံပါတ်1နံပါတ်2က budget မကပေးဘူးအခုလူမျိုးကကျွန်တော်တို့သင်တာတော့ဖိနှိပ်မှုရှိတဲ့ချိန်မြင့်မှာ elite တွေထွက်လာတဲ့ဟာက အပြည့်တနာဖြစ်နေတယ်လို့တော့ကျွန်တော်တို့လည်းပြန်သုံးတာလို့အဲ့တော့ဟုတ်သားပညာရေးနဲ့ပတ်သက်ပြီးတော့ခု NLD အစိုးရလက်ထက်မှာပညာရေးနဲ့ပတ်သက်ပြီးတော့တော်တော် policy change တာရှိတယ်ဒါပေမဲ့အဲ့ဒါက long term plan ဖြစ်နေတယ်အဲ့တော့ဘာဖြစ်ဖြစ်နောက်ပိုင်းလူငယ်တွေမှာတော့အဲ့ဒီခွင့်လန်းတွေအများကြီးရှိလာလိမ့်မယ်လို့ထင်တယ်နောက်တစ်ခုကဒီဘက်ကမှာတော့2010စနစ်နောက်ပိုင်းလောက်မှာအခွင့်လန်းတွေအများကြီးပေါ်လာတယ်တခြားနိုင်ငံတွေကအကူညီကြတာရှိတယ်ခုလူငယ်တွေကိုယ်တိုင်ကစူးစမ်းကြံစည်နေမျက်လုံးတွေပွင့်လန်းလာတာရှိတယ်နိုင်ငံရခြားသွားပြီးတော့လေ့လာလို့ရတာတွေရှိတယ်ဟိုဘာပွဲညာပွဲတွေမှာဖိတ်ခေါ်ခံရတာတွေရှိတယ် တော့ကျမတို့ကပညာရေးကတော့ဟိုအချိန်လေးတစ်ခုဆိုလို့ရှိရင်ဟိုအသုံးဝင်လာတဲ့အချိန်လေးတစ်ခုရောက်လာမယ်လို့ကျမတို့ပြောလိုက်ဟုတ်ကဲ့ပညာရေးကတော့ reform လုပ်နေတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ NLD ကဆွဲထားတဲ့မူဝါဒအစ်စ်တွေကရှင်းရှင်းပြောမယ်ဆိုရင်အခုချိန်မှာဘာအတိအမှကျမတို့မမြင်ရသေးဘူးဒါ process မှာပဲရှိသေးတယ်လက်ရှိပညာရေးဟာဆိုလို့ရှိရင်ကျမတ်သစ်နဲ့လည်းဖြစ်တယ်လို့ကျောင်းရဲ့ curriculum တွေအကုန်လုံးကလူမျိုးကြီးဝါဒကိုတွတ်သွင်းထားတဲ့ဟာပဲဒါကစနစ်ကမျှတမှုမရှိတာကိုကျမကပြောနေတာဒါတစ်ခုပေါ့နော်ပြီးတော့ခုနကလူငယ်ရေးရမူဝါဒသူမ ားနိုင်ငံကလူငယ်ရမူဝါဒတွေဆိုတာက consultation meeting တွေကိုယာနဲ့ချီထောင်နဲ့ချီလုပ်ပြီးတော့ရေးဆွဲလိုက်တယ်ကျမတို့ရဲ့လူငယ်ရမူဝါဒမှာဒီတကက်ဟိုလူတိုင်းအလွာအတီးတီးရဲ့အမြင်တွေကိုရလူရဲ့နေရာမှာအရန်အားနေနေတဲ့အချိန်မှာကျမတို့တွေကအများကြီးလဲဟိုလိုအပ်နေသေးတယ်လို့ကျမဟိုမြင်မိပါတယ်ရှင့်ဟုတ်အဲ့တော့ကုနီယန်ဦးဟိုအပြင်ကပြန်လာတဲ့အခါအတွင်းထဲမှာရှိတဲ့လူငယ်တွေရဲ့အနေအထားကိုဘယ်လိုမြင်ရလဲကျွန်တော်ရန်ကုန်တက္ကသိုလ်မှာစာသင်တယ်အပြင်မှာလည်းကျွန်တော် NGO တစ်ခုမှာလှုပ်လှုပ်တယ်ဆိုတော့အထူးသဖြင့်ရန်ကုန်တက္ကသိုလ်ကကျောင်းသားတွေကိုကြည့်ရင်တော့အားရတယ်ဗျဥပမာတစ်ခုပြောပြမယ်ဗျာ ကျွန်တော်ကစတင်တော့ကျွန်တော်အတန်းမှာအမြဲတမ်းအပတ်တိုင်းကျွန်တော်တို့ assignment ပေးတယ် assignment တစ်ခုကထူးထူးခြားခြားပဲကျွန်တော်တို့ happy new year ညမှာတော့ဖြစ်တယ်သူတို့အသက်လေးတွေ20ပဲရှိသေးတယ် happy new year ညလာဒီမှာလူတိုင်းပြင်ထွက်တယ်ရက်တောက်တယ်ဒါမှမဟုတ်လည်းမိဘမျက်ဖောက်တယ်ဘာညာလုံးနေချိန်မှာကျွန်တော်ကြောင်းသားတွေကဒီ new year ညမှာ midnight မှာကျွန်တော် assignment ပိတ်ချင်မင်းနိုင်မှာရအောင်ပို့နိုင်ပါဘောနသူတို့တကယ်ပျော်ရွှင်မှုကိုသူတို့ sacrifice လုပ်ပြီးလုပ်နိုင်တယ်အဲ့ဒါတွေကတော့ကျွန်တော်ကောင်းတဲ့ချက်ပါခင်ဗျဟုတ်ကဲ့ဆရာဟုတ်ကဲ့ဒုတိယပိုင်းကိုမသွားခင်မှာကျွန်တော်တို့အခုဒါသတင်းပေးဖို့ကြလေးကိုအရင်ဆုံးနားဆင်ကြည့်အောင်ပါ လူငယ်ရေးရမူဝါဒမရှိတဲ့ကမ္ဘာနိုင်ငံပေါင်း30ကျော်စင်းထက်မှာမြန်မာနိုင်ငံလည်းအပါအဝင်ပါဒါပေမဲ့လက်ရှိ NLD အစိုးရတက်လာပြီးတဲ့နောက်2016အတွင်းမှာတိုင်းဒေသကြီးနဲ့ပြည်နယ်တွေထဲကကိုစားပြုလူငယ်တွေကိုအစင်းစင်းရွေးချယ်ခဲ့ပြီးတော့လူငယ်တွေရဲ့အကြံပြုချက်ဆွေးနွေးချက်တွေကိုရယူပြီးလူငယ်ရေးရမူဝါဒအတွက်မူကြမ်းရေးဆွဲနိုင်ခဲ့ပါတယ်ဒီနောက်2019နိုဝင်ဘာ17ရက်မှာတော့လူငယ်ရေးရမူဝါဒကိုပြည်ထောင်စုအစိုးရဖွဲ့စည်းမှတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး များပြည်သူသိရှိစေဖို့2018ဇန်နဝါရီ9ရက်နေ့မှာစတင်မိတ်ဆက်ပေးခဲ့ပါတယ်။လူငယ်ရေးရမူဝါဒဆိုတာကလူငယ်တွေဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်မဲ့အခြေခံအာမခံချက်တွေလို့ဆိုနိုင်ပါတယ်။လိကအပြည့်ကဏ္ဍ16ခုပါဝင်တာတွေ့ရပြီးကဏ္ဍလိုက်အကောင့်ထဲဖော်ရမဲ့အချက်ပေါင်းက128ချက်ရှိပါတယ်။မြန်မာနိုင်ငံမှာ2014တကောင်စင်းရာစုစုပေါင်းလူရေရဲ့36ရာခိုင်နှုန်းကအသက်15နှစ်ကနေ35နှစ်အကြားမှာရှိပြီးလူငယ်ဆိုတဲ့တမချက် ပေါင်းထဲမှာရှိတာပါ။ ဒီပမာဏကစုစုပေါင်းလူရရ3ပုံတပုံရှိပေမဲ့မြမနိုင်ငံရေးနယ်ပယ်မှာတော့လူငယ်လူဦးရေပါဝင်မှုကအတော်နည်းနေတာတွေ့ရပါတယ်။လက်ရှိအစိုးရဖြစ်တဲ့ NLD ပါတီရဲ့အစောပိုင်းထုတ်ပြန်ချက်တွေအရလွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာအသက်35နှစ်အောက်လူငယ်က7ရာခိုင်နှုန်းရှိပြီးအသက်35နှစ်နဲ့50ကြာလူလက်ပိုင်းက40ရာခိုင်နှုန်းရှိပါတယ်။ဒါပေမဲ့အသက်50နဲ့အထက်ကတော့48ရာခိုင်နှုန်းရှိနေတာပါ။နိုင်ငံရဲ့အတိုင်းအမြံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကတော့ လူငယ်တွေဆိုတာအမြင်ငယ်နေတာမဟုတ်ဘူးတနေ့ကျတော့လူကြီးဖြစ်သွားမှာပါအဲ့ဒီတော့ငယ်တုန်းကအချိန်မှာကိုယ့်ရဲ့လူငယ်အင်အားတွေကိုမှန်မှန်ကန်ကန်သုံးဖို့လိုပါတယ်ပြီးတော့ကိုရှိကသွားတဲ့လူကြီးတွေစီကသင်ငန်းစာယူတာမျိုးတင်ယူတာမျိုးလုပ်ဖို့လိုပါတယ်လူကြီးတွေလုပ်တဲ့အထက်မှာအမားတွေကိုကိုကပြန်ပြီးမလုပ်ဖို့လိုတယ်လို့2019အတွင်းကပြုလုပ်ခဲ့တဲ့ဒုတိယကြိမ်မြောက်မြန်မာနိုင်ငံလူငယ်စွန့်ဦးတည်ထွင်လုပ်ငန်းရှင်တွေရဲ့ထိပ်သီးညီလာခံအစည်းအဝေးမှာတိုက်တွန်းပြောကြားခဲ့ပါတယ်